အားလုံးပဲမင်္ဂလာပါခင်ဗျ ZD4U ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရီဒီနေ့မှာတော့စီးရီးစလူသက်ကားတွေကိုမှကြိုက်နေတတ်ကြတဲ့ပရိသတ်တွေအတွက်စီးရီးလိုက်ထွက်ထားတဲ့ဇာကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးကြပါရီဇာကားရဲ့နာမည်ကတော့ Round 10ဖြစ်ပြီးတော့ဒီကနေစီးရီးတွေခွဲထွက်ပြီးတော့အစ်စ်ထက်မှရိုက်ကူးခဲ့တာပါဒီဇာကားကတော့2003ခုနှစ်မှာရိုက်ကူးထုတ်လုပ်ခဲ့တာဖြစ်ပါရီအဲဒီဇာကားရဲ့ဇာဝင်ငန်းတချို့ကသွေးတန်ရေရေပြောက်ွက်တွေရဲဆက်ဆက်တက်ဖြတ်တဲ့ပြောက်ွက်တွေပါတာမလို့နှလုံးမကောင်းသူတွေမကြည့်တင်ပါဘူးနောက်ပြီးတော့တချို့ဇာဝင်ငန်းတွေမှာလည်း မောင်နဲ့နှမသားနဲ့အမိအရွယ်မရောက်သေးသူတွေကြီးဖို့မတင့်တော်ဘူးဆိုတာကိုတော့ကြိုတင်ပြီးတော့တတိပေးပြစီကဲအဲ့တော့ကျွန်တော်တို့ရဲ့ recap လေးကိုစတင်လိုက်အောင်ပါကျွန်တော်ကတော့အစီအစဉ်တင်ဆက်ပေးမယ့် series for you ကရှိန်းသူပဲဖြစ်ပါ ರಿ ။ဇကားအဆောက်ကိုတော့အနောက်ဗာဂျီးနီးယားကတောဦးတနေရာမှာစတင်ထားပါရီ။ရစ်နဲ့ဟယ်လီလိုဇုံတွေဟာကြောက်ကမ်းမောက်ကျိုးနဲ့တွေ့တက်နေကြပြီးဒါကသူတို့လုံနေကြအားကစား၄ချိန်ကန်းနေပဲဖြစ်ပါရီ။ရစ်ကကြောက်ကမောက်ဘော်ကိုအူးဆုံးရောက်သွားခဲ့ပြီးတော့သူကမျက်စိအရှိမှမြင်နေရတဲ့ရှုခင်းကိုဝမ်းသာအားရချိန်နေပါရီ။ပြီးတော့ဟယ်လီကိုဆက်ပြီးတော့တက်လာခဲ့ဖို့ပြောလိုက်ပါရီ။ဟေလီလည်းပဲစူးစမ်းတက်ခဲ့ပြီးတော့တနေ့ရအရောက်မှာချေချော်ကြသွားပြီးတော့အောက်ကိုပြုတ်ကြသွားပါလိ။ကန်ကောနာကအသက်ကယ်ကျိုးရှိနေလို့သူမှဘာမှမဖြစ်ပါဘူး။ ဒီခါမှာတော့သူမကကြောက်ပြီးတော့သူမရဲ့ကြိုးကိုဆွဲတင်ပေးဖို့ Rich ကိုလမ်းអော်ပါတယ်။ဒါပေမဲ့ Rich ကနေပြီးတော့အတန်ပြန်မကြရပါဘူး။သူမလည်း Gyu site တက်လာရင်လည်းရုတ်တရက်မှာပဲသူမမျက်နှာပေါ်သွေးဆက်တွေကျလာပါတယ်။သူမ Rich ရှိမလားလမ်းကြည့်နေတော့ Rich ကကြောက်ကဘာပေါ်ကနေပြီးတော့အောက်ကိုပြစ်ချခြင်းခံလိုက်ရပါတယ်။အဲလိုနဲ့သူမចောင်းစီစီဖြစ်နေတော့မှအပေါ်ကလူတက်သမားကသူမရဲ့ကြိုးကိုအမြန်ဆွဲတင်နေပါတယ်။ဒါပေမဲ့ Haley ကကြိုးစားကိုဖျက်တောက်လိုက်ပြီးတော့သူမကိုယ်တိုင်လည်းပဲအောက်ကိုပြုတ်ကျသွားပါတယ်။ကံကောင်းထုံးမှဆိုရင်သူမအသက်မသေးသေးပဲနဲ့ဘေးမှာကြားနေနေပြီးသားဖြစ်တဲ့ Rich ရဲ့အလောင်းကိုမြင်လိုက်ရပါတယ် အဲ့တော့သူမကကြောက်လန့်တဲ့ကြောင့်ငိုကြွေးလိုက်ပြီးတော့အဲ့အချိန်မှာပဲအပေါ်ကနေအတန်းနေပြန်ကြားပြန်ပါလိ။သူမကအဲ့နေရာကနေထွက်ပြေးပြီးတော့ကားရထားတဲ့နေရာစီကိုရောက်လို့ရောက်ခင်ပါပြီ။လူသားသမားတွေထောင်ထားတဲ့ဘလိတ်သူကျိုးတွေကိုခလုတ်တိုက်ပြီးတော့လဲသွားပါလိ။အဲ့နောက်မှာတော့သူမကလူသားသမားဆွဲခေါ်ရာကိုပါသွားခဲ့ပါပြီ။ရင်းစားတွေမှလည်းဒီနေပြည်မှာကားတွေအလူခံနေရပြီးလူတွေလည်းပဲပျောက်ဆုံးနေရဆိုတဲ့သတင်းတွေဇက်တိုက်ရေးနေကြပါလိ။တချို့ကလည်းဒီနေပြည်ဟာဆုံးပြူစာခံထားတယ်လို့ဆိုနေကြပြီ။တချို့ကလည်းတခြားကောလာဟာလာတွေကိုပြောနေကြပါလိ။အဲ့မှာကားစည်းကလမ်းမတွေမှာဖြတ်တန်းမောင်းနေလာနေပါပြီ။ ကားမောင်းသူကတော့ခရစ်ပါသူဟာတခြားမျိုးကိုအလုပ်အင်တာဗျူးတက်သွားနေရဖြစ်ပြီးတော့လမ်းခုလက်ရောက်မှာပဲသူဟာမထင်မထားတဲ့ယင်ကြောပိတ်ဆို့မှုကိုတုံ့တွေးလိုက်ရပါတယ်သူဟာခဏတော့စောင့်လိုက်ပြီးမယ်အင်တာဗျူးကလည်းတော်လေးနောက်ကျနေပါပြီဒီတော့သူဟာကားပေါ်ဆင်းပြီးတော့အရှိဆုံးမှာရောက်နေတဲ့ကားဆရာစီကိုမေးမြန်းမှုလေးတွေသွားလုပ်ပါတယ်အဲ့ဒီကားဆရာရဲ့ပြောကြားချက်အရတော့အရှိ9မိုင်กว่าမှာဓာတ်ငွေတည်လာတဲ့ tracker စီတိမ်းပေါက်နေလို့သူတို့ကအဲ့နေရာမှာတောင်းတနေလိမ့်မယ်လို့ပြောပါတယ်အဲ့တော့ခရစ်ကလည်းကားစီကိုပြန်လာခဲ့ပြီးတော့နောက်ပြန်လှည့်ကသူနောက်ကျတဲ့အကြောင်းရင်းကိုကုမ္ပဏီစီကိုလှမ်းပြီးတော့သတင်းပို့ပါတယ် ဒါမဲ့လေတောင်ကုန်းတွေထူထပ်နေတဲ့နေရာဖြစ်လို့ဖုန်းကဆက်သွေးလို့မရတော့ပါဘူး။တနည်းအားအရောက်မှာဂက်ဆိုင်ကိုလှမ်းညွန်ထားတဲ့ဆိုင်းဘုတ်တစ်ခုတွေ့ရပြီးတော့သူလည်းပဲအဲ့လမ်းသွေးဘက်ကိုမောင်းသွားခဲ့ပါရီ။လမ်းမှာပိုင်ရှင်မဲ့ကားကြီးယာနစ်ချီရထားတာကိုသူကသတိထားမိပြီးတော့အဲ့ဒါ ड़ी လုံတော့အိုမင်းဆုပ်ပြက်နေတဲ့ဂက်ဆိုင်ကိုရောက်သွားခဲ့ပါရီ။သူကဂက်ဆိုင်ပိုင်ရှင်နဲ့စကားပြောကြည့်တော့အဲ့လူကပုံပြက်ပန်းပြက်မျက်နာဖြစ်နေပြီးနေမကောင်းဘူးလို့ထင်ရပါရီ။ခရစ်ကအနီးနားကတယ်လီဖုန်းနဲ့ကွန်မဏီစီကိုဆက်သွေးခဲ့ပေမဲ့လည်းမရပါဘူး။အဲ့တော့သူကဖြက်လန်းများရှိမလားဆိုပြီးတော့ဂက်ဆိုင်ပိုင်ရှင်ကိုမေးပါရီ။ ါမဲ့လေအဲ့လူကဘာမှပြန်မဖြေပါဘူးအဲ့နောက်တော့ခရစ်ကနေရာမှာကတ်ထားပြီးနေပုံရုပ်တရက်တွေးလိုက်ပြီးတော့အဲ့ဒီမှာကြည့်လိုက်တဲ့အခါမှာတော့တော်လန်တစ်ခုတွေ့လိုက်ရပါတယ်အဲ့ဒီလမ်းကြောင်းတိုင်းပိုင်ရှိကိုမေးလိုက်တော့အဲ့ဒီလမ်းကနေသွားမယ်ဆိုရင်မြို့ကိုရောက်လိမ့်မယ်လို့အကြံပေးပါတယ်ခရစ်ကလည်းတောနယ်ထဲမှာလမ်းတိုင်းမောင်းလာခရင်တနေရာမှာတော့လမ်းခွဲတစ်ခုတွေ့လိုက်ရလို့ဘယ်သွားမလဲဆိုတာစဉ်းစားနေပါတယ်သူကလမ်းကြောင်းကိုမယူလိုက်ပါဘူးမကြခင်မှာပဲတမင်းကောင်အသက်ခံထားတော့တွေ့လိုက်ရပြီးတော့အဲ့ဒီတမင်လောင်းကိုဂီယူဆိုင်မိနေစင်းမှာပဲတပတ်ခွေကျော်လမ်းလယ်မှာရက်ထားတဲ့ကားကိုအချိန်နဲ့ဝင်ကျုံးမိပါတော့တယ် အဲ့ဒီအချိန်ကျတော့ကားတစ်စီးလုံးစိုးစိုးရွားပျက်စီးသွားပြီးခရစ်ကတော့ဒဏ်ရာကြီးမှမရပါဘူး။တစ်ဖက်ကားတွေကလည်းလူတွေထွက်လာခဲ့ပြီးတော့ကားပိုင်ရှင်ကခရစ်ကိုပြဿနာစရှာပါရီ။ခရစ်ကယိုကျိုးတောင်းပန်လိုက်ပြီးတော့ကားပြင်ဆင်စရိတ်ကိုလည်း "तू ကကြားခံပြီးမယ်"ကြောင်ပြောခဲ့ပါရီ။သူတို့ကားကလမ်းလေမှာရပ်ထားတဲ့အတွက်ကြောင့်လည်းတိုက်မိတဲ့အချိန်ကပြင်းသွားတာလို့ပြောခဲ့ပြီးတော့ Francis ဆိုတဲ့ကောင်မလေးကသူတို့ကားကလည်းလမ်းမှာထောင်ချောက်ဆင်ထားတဲ့ဗလိတန်စုကျိုးနေမိရာကနေပြီးတော့ကားတာပျက်စီးသွားတယ်လို့ပြောပါရီ။အဲ့လိုနဲ့သူတို့ဖွဲ့ကခလလန့်မှာကြံနေခဲ့တဲ့ဂက်ဆိုင်စီကိုတွားကြမယ်လို့တိုင်ပင်လိုက်ပါရီ။ ခရစ်ကအဲ့ကိုမတော်ဖို့တားပြီမလေအကုန်လုံးနှီးပါးကအဲ့နေရာကနေထွက်သွားကြပါလိမ့်ဒါမဲ့ event နဲ့ frenzy ကကားကိုစောင်းရှောက်ရေးရမယ်လို့ပြောခဲ့ပြီးတော့ကြံနေခဲ့ပါလိမ့်ခရစ်တို့လျှောက်လာတဲ့လမ်းမှာမွေးပါသေးတကောင်ကိုတွေ့လိုက်ရပြီးတော့အဲ့ဒါကိုလေတယောက်ကလာပြီးတော့ပြစ်ချထားဖြစ်နိုင်တယ်လို့သူတို့တွေးလိုက်ပါလိမ့်သူတို့တွေလမ်းကိုနည်းနည်းလျှောက်လာတော့တနေရာမှာကားတာတချို့မီးလောင်တွေအောင်မြင်လိုက်ရပြီးတော့ခရစ်ကဒါဟာအန်ဒီရဲ့အရေးအောင်မေးလို့တတိပေးလိုက်ပါလိမ့်ခရစ်ကဒီနေရာကနေမြေမြထွက်သွားတာကပို့ပြီးတော့ကောင်းလိမ့်မယ်ဆိုပြီးတော့အကြံပေးလိုက်ပါလိမ့် အီဗန်နဲ့ဖရန်စီကတော့သူတို့ကားကိုကြည့်နေတော့အနီးနားကခြုံမုတ်ထဲမှာတကူလှုပ်သွားတယ်လို့အီဗန်ပြောပါရီအီဗန်ဘာလဲဆိုပြီးသွားကြည့်တဲ့အခါမှာတော့ဖရန်စီကလည်းနောက်ကနေပြီးတော့စိုးရိမ်ပြီးလိုက်သွားပါရီဒါပေမဲ့အီဗန်ကိုမတွေ့ရတော့လို့သူ့ကိုရှာဖို့နောက်ကနေလိုက်သွားခဲ့ပါရီသူမှလမ်းလျှောက်နေတော့အီဗန်ရဲ့ဖက်နှစ်ဖက်ကိုတွေ့လိုက်ရပြီးတော့အနီးနားမှာလေအီဗန်ရဲ့နရွက်ပြက်ကိုလည်းတွေ့လိုက်ရပါရီအဲ့တော့တေချာကြည့်ပြီးတော့ဖရန်စီလည်းကြောက်လန့်တကြားငိုကြွေးပါဦးလေအဲ့ဒီမှာပဲနောက်ကနေလူသမားတွေထွက်လာခဲ့ပြီးတော့သူမကိုရဲဆက်ဆက်တပ်ပစ်လိုက်ပါရီ ကျန်တဲ့လေးဦးကတော့လမ်းတစ်ခုအဆုံးရောက်နေပြီးတော့သူတို့ကိုကူညီနိုင်မဲ့သူကိုရှာနေပါ ರಿ အဲ့ဒါနဲ့သူတို့လည်းမထူးဆက်ခင်းပြီးတော့လမ်းလျှောက်နေခရင်တနည်းအားအရောက်မှာတော့အိမ်အိုတလုံးကိုတွေ့လိုက်ရပါ ರಿ ခရစ်ကအဲ့ဒီအိမ်လေးရဲ့ဝင်းကျင်မှာပိုင်ရှင်မဲ့ကားဒါဇင်နဲ့ချီရပ်ထားတာကိုထပ်မံတွေ့လိုက်ရပြီးတော့သူ့မှာတန်ကြားစိတ်တွေပို့လို့လာပါပြီသူတို့ကတကောက်ခောက်တဲ့ခါမှာတော့အထက်ကနေပြန်ထူးတန်မကြားလိုက်ရပါဘူးအဲ့ဒီတော့အထက်မှာတယောက်မှမရှိဘူးလို့ယူဆပြီးတော့အကုန်လုံးကအိမ်ထဲကိုဝင်လာခဲ့ပါ ರಿ သူတို့မျက်လုံးထဲမှာတမ်းပြီးမြင်လာရတာကတော့ညသာစားပွဲဖြစ်ပြီး အိမ်ဟာတန်ရှင်းလုံးမဲ့သူမရှိတဲ့အိမ်လို့အထင်ရှိခဲ့ပါတယ်။တခြားတစ်ပတ်မှာတော့မှန်နေတဲ့ကားတော်ကြီးမြောင်များစွာကိုထပ်တွေ့လိုက်ရပြီးတော့ခရစ်ကရေခဲတက်တာကိုဖွင့်ကြည့်လိုက်ပါတယ်။သူကစက်တီတီသွားခဲ့ပြီးတော့ရေခဲတက်တာတွေမှာတော့လူတွေရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေဖျက်တောက်ထည့်ထားတာကိုမြင်လိုက်ရပါတယ်။ဂျက်စီကတော့သူမတို့ကားတာရောက်ကိုဖောက်ခွဲလိုက်တဲ့ဗလိတ်တန်စူးချိုးလိုဟာတွေကိုတွေ့လိုက်ရပြီးတော့အခုခါမှာသူတို့ရဲ့အကုန်လုံးဒီညားကနေထွက်ပြေးဖို့ငါလွဲပြီးတော့ဘာမှမရှိတော့ဘူးဆိုတာကိုသိလိုက်ရပါတယ်။အဲဒီအချိန်မှာပဲခရစ်ကမှန်ပရင်းပေါက်ကနေပြီးတော့ချောင်းကြည့်လိုက်တဲ့အခါမှာ တို့စီကိုကားစီဦးတီလာနေရတွေ့လိုက်ရပါတယ်။တို့လေးယောက်ကလည်းနောက်ဘေးတကားစီကိုပြေးသွားခဲ့ပြီးအဲဒါမေတကားပြင်ဘက်ကနေပြီးတော့အသေးပိတ်ထားပါတယ်။အားလုံးကလည်းကြောက်ရွံ့တုန်လှုပ်နေပြီးတော့လုံခြုံမဲ့ထင်တဲ့နေရာမှာပုန်းနေလိုက်ကြပါတယ်။တဆက်ထင်မှပဲလူသက်သမား၃ယောက်အိမ်လေးတဲကိုဝင်လာခဲ့ပြီးတော့ Frenzy ရဲ့အလောင်းပစ်ချလိုက်တာကိုလည်းမြင်လိုက်ရပါတယ်။ Crane နဲ့ Jesse ကလည်းတို့ရှေ့မောက်မှာမြင်နေရတဲ့ Frenzy ရဲ့အလောင်းကိုမြင်ပြီးတော့အတန်မထွက်နိုင်အောင်ထိန်းထားရပါတယ်။ဒီလိုတွေကလူသားစားလူသက်သမားတွေဖြစ်ကြပြီးတော့တို့က Frenzy ရဲ့အလောင်းကိုဇပွဲပေါ်ပစ်တင်လိုက်ပါတယ်။ အဲဒီနောက်တော့တို့ကအလောင်းကိုတစားစီဖြတ်တောက်ကြတာကိုခရစ်တို့အဖွဲ့ကမျက်ဝါးထင်ထင်မြင်တွေ့နေကြတာပါဂျက်စီဟာကြောက်လုံးလို့အတန်ထွက်အော်လူမတက်ဖြစ်ခဲ့ရပြီးတော့ခရစ်ကသူမရဲ့ပါဇက်ကိုပိတ်ပေးထားရပါတယ်နောက်ထပ်နိုင်ခွက်လောက်ကြာတဲ့ခါမှာတော့လူသက်သမား၃ယောက်က Frenzy ရဲ့အသားတွေကိုစားတောက်ပြီးတော့အိမ်မောကျသွားပါတယ်ဒီခါမှာတော့ခရစ်ကဥဆောင်ပြီးတော့ထွက်ပြေးဖို့ကြိုးစားပြန်ပါတယ်တို့ရဲ့တိတ်တိတ်လေးလှုပ်ရှားနေတဲ့အချိန်မှာလူသက်သမားကတေးချာစိုက်ကြည့်နေအောင်တွေးလိုက်ရပါတယ်ဒီခါမှာတော့အားလုံးခြေကုန်တုပ်ထွက်ပြေးခဲ့ကြပြီးလူသက်သမားတွေကလည်းလက်နက်ကိုစီးနဲ့နောက်ကနေလိုက်လာပါတယ် ခွဲကသူတို့ကောက်ခိုးယူဖို့ကြိုးစားပြီးတော့အောင်ယူပြောင်းတဲ့အနေနဲ့အတန်ပေးလိုက်ပါတယ်။ဒါမဲ့လည်းလူတန်သမားတွေပြစ်လိုက်တဲ့ဂျီဇန်ကသူ့ရဲ့ခြေတရုံးကိုမှန်သွားပါတယ်။ကျန်တဲ့တောကလည်းလမ်းဖြတ်နေတုန်းမှာစကော့ကတောထဲကိုပြေးဝင်သွားပါတယ်။သူက truck ကားစီကိုမှန်းဆပြေးနဲ့လွတ်ပြီးလို့ထင်နေပေမယ့်မကြခင်မှာနောက်ကျောကနေရေမတ်တီမြားတစ်ချောင်းကဖောက်ဝင်လာခဲ့ပါတယ်။အဲဒီနောက်မှာလည်းထပ်မံပြီးတော့နောက်တစ်ချက်ပြစ်ခံလိုက်ရပြီးသူလည်းတေဆုံသွားခဲ့ပါတယ်။ကျန်တဲ့တောကတော့လွံ့မြောက်နေစေဖြစ်ပြီးတော့သူတို့ကလူတန်သမားတွေရဲ့ကားကိုအောင်မြင်စွာခိုးယူလာနိုင်ခဲ့ပါတယ်။ ော်တော်လေးမောင်းလာတဲ့ခါမှာတော့ကားကရှုံ့နှုံအတွင်းမှာနေနေပြီးတော့ရှေ့ကိုတိုးလို့မရတော့ပါဘူး။သူတို့ကကားရင်းကနေထွက်ပြီးတော့ခြေချင်းပြေးကြပါလိ။အဲလိုနဲ့နေကနေညအောင်ရောက်သွားခဲ့ပါပြီ။လူတန်သမားတောင်းကတော့သူတို့ကိုရှာနေသေးဖြစ်ပြီးတော့ခရစ်တိုအဖွဲ့ကလည်းတနည်းအားမမောလို့လို့အနားယူလိုက်ပါလိ။ကာလီကနေရာတစ်ခုကိုလည်းညှို့ညွန်ပြတဲ့ခါမှာတော့အားလုံးကြည့်လိုက်တဲ့ခါမှာမျောစင်ရောက်တစ်ခုတွေ့လိုက်ရပါတယ်။သူတို့လည်းပျော်ရွှင်သွားကြပြီးတော့မျောစင်ပေါ်တက်လာခဲ့ပါတယ်။အထဲမှာလူကတစုံတစ်ယောက်မှမရှိပါဘူး။မျောစင်ပေါ်မှာကြက်ချီနီတစ်တာရှိနေလို့ဂျက်စီကအထဲကစေးပစ္စည်းတွေနဲ့ ခရီးရတန်ရကိုဈေးထည့်ပေးပြီးတော့ပတ်တီးစီးပေးလိုက်ပါရီကံကောင်းစွာနေပဲဆက်သွေးဇက်ဟောင်းတစ်ခုပါထပ်ပြီးတော့တွေ့လိုက်ရပြီးတော့ကာလီကအရေးပေါ်အဖွဲစီကိုဆက်သွေးကသူမတို့ရှိနေတိုင်းနဲ့နေရာကိုလမ်းညွန်လိုက်ပေးမယ်တဖက်မှာတော့တုံ့ပြန်တယ်မကြားပါဘူးအဲဒီအချိန်မှာခရစ်ကအောက်ကနေပြီးတော့အတန်နေကြားနေရလို့ချောင်းကြည့်လိုက်ပါရီအောက်မှာတော့လူသမား၃ယောက်ကမီးတုပ်တွေနဲ့အတူတူရောက်နေပြီးတော့သုံးစလုံးကမျောစင်ပုံတက်လာကြပါရီခရစ်ကအဲဒီပေါ်မှာရှိတဲ့ပစ္စည်းတွေမှန်သမျှကိုအဝင်ပေါက်တကားပေါ်တင်ကပိတ်လိုက်ပြီးတော့မကြခင်မှာပဲလူသက်သမားတွေကအပေါ်ကိုဆက်တက်မလာဘဲနဲ့ ဒီပေါ်မှာလူမရှိနိုင်ဘူးဆိုပြီးတော့ထွက်သွားရင်ရှိကြပါရည်။အဲဒီနောက်တော့ကာလီကသူမတို့ရဲ့နေရာကိုရေဒီယိုလိုင်းကနေထုတ်လင့်ခဲ့ပြီးတော့ရုတ်တရက်ပဲလူသားသမားတွေကရေဒီယိုရဲ့ဝါယာတွေကိုဖြတ်တောက်လိုက်ကြပါရည်။အဲပြီးတော့သူတို့ကမျောစင်ကိုမီးလောက်တိုက်သွင်းလိုက်ကြပြီးတော့သူတို့လည်းဘလို့ထွက်ပြေးရမှန်းမသိဖြစ်သွားပါရည်။ကာလီကပစ္စည်းတက်တာတစ်ခုနဲ့မှန်ပရိမောက်ကိုရိုက်ခွဲလိုက်ပြီးတော့အနည်းဆုံးမှရှိနေတဲ့တက်ကိုင်းတွေပေါ်ကိုခုံချကဘေးလို့ရစီကိုထွက်ပြေးကြပါရည်။ လူတက်သမား၃ယောက်ကတော့တိပင်ပေါ်တွေကိုတက်ဖို့စူးစမ်းနေပြီးတော့ခရစ်တိုဖွဲ့ကလည်းတပင်နဲ့တပင်ကူးရင်းကနေပြီးတော့အသက်ဘေးကနေနေနေကြပါလိမ့်။ဂါလီယာတကိုင်းပေါ်မှာကြောက်ကြောက်လက်လက်နဲ့ကူးနေတုံးပါပဲ။လူတက်သမားတယောက်ကသူ့မကိုပစိမ့်နဲ့ပိုင်းချလိုက်လို့နှစ်ပိုင်းဖြစ်သွားခဲ့ပါပြီ။ခရစ်ကပုံနေရကနေထားချင်ရင်လည်းကားတန်ချလို့အဲ့ဒီကားစီကိုပြေးသွားခဲ့ပါလိမ့်။ရဲသားကသူ့ကိုအပြစ်တင်ဝေဖန်ပေမဲ့ခရစ်ကအကူအညီတောင်းပါလိမ့်။ရဲသားကဘာမှမပြောနိုင်ခင်မှာသူ့မျက်လုံးထဲကိုမျှတစ်ချောင်းစိုက်ဝင်သွားခဲ့ပြီးတော့အသက်ခံလိုက်ရပါလိမ့်။ အခုတော့လူသက်သမားကခရစ်စီကိုချင်းကပ်လာနေပြီးတော့ခရစ်ကကားအောက်ကိုအမြန်ဝင်ပုန်းလိုက်ပါ ड़ी လူသက်သမားကအောက်ကိုငုံကြည့်တော့လေးပဲခရစ်ကိုမတွေ့ရတော့ပါဘူးအခုတော့ဂျက်စီလည်းပဲအဖမ်းခံထားပြီးတော့သူမကိုလူသက်သမားတွေကအိမ်ထဲရစပွဲပေါ်မှာတင်ထားပါ ड़ी မျက်လုံးတစ်ဖက်တည်းရှိတဲ့လူသက်သမားကဂျက်စီကိုတတ်ဖို့ပြင်နေတုန်းမှာအပြင်ကနေကားတန်ချလို့သူကသွားကြည့်ပါ ड़ी အဲတကားကိုဖိမလို့လုံနေတဲ့အချိန်မှာခရစ်ကအိမ်ကိုကားနဲ့ဝင်တိုက်လိုက်ပါ ड़ी သူကကားထဲကနေချက်ချင်းထွက်လာပြီးတော့အနီးနားလူသက်သမားကိုမျှားနဲ့ထိုးချလိုက်ပြီးတော့တပ်ပစ်လိုက်ပါ ड़ी ခရစ်ကဂျက်စီကိုကြိုးဖြီပေးနေပြီးတော့အဲ့ဒီအချိန်လူသသမားတယောက်အနောက်ကနေထပ်ပေါ်လာကခရစ်ကိုကိုင်ပေါက်လိုက်ပါတယ်ဒီခါမှာတော့ဂျက်စီကအဲ့ဒီလူသသမားကိုမြားနဲ့ပစ်တက်လိုက်ပါတယ်နှစ်ယောက်စလုံးအိမ်ထဲကနေအမြန်ထွက်လာပြီးတော့ခရစ်ကကားမှာပါတဲ့စီးပေါက်စာကိုတနက်နေ့ထပ်ပစ်လိုက်တဲ့အခါမှာတော့တအိမ်လုံးကိုမီးစားပြီးတော့လောင်လာတော့တယ်အခုတော့ဂျက်စီနဲ့ခရစ်တို့ကကားတစ်စီးနဲ့လွံ့မြောက်လာခဲ့ပြီးဖြစ်ပြီးတော့ဂတ်ဆိုင်ကိုရောက်လာခဲ့ပါတယ်ဂတ်ဆိုင်ပိုင်ရှင်ကသူတို့နှစ်ယောက်ကိုအတွေ့မခံတော့ပါဘူးခရစ်ကကားပေါ်ကနေဆင်းပြီးမြေပုံကြည့်ကခွာယူလိုက်ပါတယ် ပြီးတော့ကားကိုဂျက်စီနဲ့တူတူမောင်းထွက်လာရင်းနဲ့ဇလန်းလေးကလည်းအဆုံးသတ်သွားခဲ့ပါတယ်။ဟုတ်ကဲ့ပါအဆုံးထိတရှိပေးခဲ့ကြတဲ့တယောက်ချင်းစီကိုအထူးဝင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်မှာလည်းပဲရုပ်ရှင်ဇာတ်ကားကောင်းလေးတွေကိုအစဉ်အဆက်မပြတ် recap နေနဲ့တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ ZD for you channel လေးကိုလည်း like and subscribe လေးလုပ်ပေးထားပေးကြပါဦးခင်ဗျာ။အားပေးကြတဲ့ပေးသက်များလေးပဲစိတ်ချမ်းသာခြင်းနဲ့ကိုယ်ရည်ချမ်းသာခြင်းများပြည့်စုံတော်မူကြပါစေလို့ ZD for you ဝိုင်းတော်သားများကဆုမွန်ကောင်းများတောင်းပေးလိုက်ရပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုလည်းကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာ။